ခုတင်ဆက်ပေးမယ့်သတင်းကတော့ပြည်ရင်းသုံးကလေးပဲနှမ်းနဲ့မြေပဲအုပ်စုဈေးကောင်းရရှိပြီးတော့ဝယ်လုံကောင်းတဲ့သတင်းပဲဖြစ်ပါတယ်။ပုဂံပဲရေဈေးတည်ငြိမ်နေတော့လေပြည်ရင်တော့ကလည်းပဲအောင်စုနန်းနဲ့မိဘများမှာဈေးကောင်းရရှိကဝယ်လိုအားကောင်းနေတယ်လို့ပဲကုန်တယ်ထံကသိရပါတယ်။မန္တလေးမြို့ပဲနန်းစီကွက်မှာမိဘဆန်နဲ့နန်းမျိုးစုံစီကွက်မှာဈေးကောင်းရရှိနေကြောင်းပြည်ရင်မိဘစီ330မြို့တွေလည်းမြမလာတာကြောင့်စီထွက်တည်နိုင်နေရဝယ်လိုအားကောင်းနေကြောင်း ပြည်တွင်းသောကလည်းပဲနဲ့ကျွန်းဆက်တော်ပဲများမှဈေးအမြင့်ရရှိနေကြောင်းပုတ်ကုံပဲများမှ၃သိန်းဝင်တဲ့ကိုငွေကြက်၃သိန်းအောက်မှာသာအယောင်းဝယ်ဖြစ်နေတယ်လို့သိရပါတယ်။စီထွက်သီးနှံတွေကိုပြည်တွင်းပြည်ပဝဲလိုဝါကောင်းနေရလက်ရှိအချိန်မှာဈေးနှဲငယ်ပြနေကြဆင်းမှုတွေရှိတော့လဲနှမ်းနဲ့၃သိန်းဝင်တဲ့ကိုငွေကြက်၈သိန်းရှိတောင်းနှမ်းပြဂျပန်၃သိန်းဝင်တဲ့ကိုငွေကြက်၄သိန်း၁၅၀၀နှမ်းပြပမာတော့သိန်းဝင်တဲ့ကိုငွေကြက်၃သိန်း၆၅၀၀နှမ်းညို၃သိန်းဝင်တဲ့ကိုတော့ငွေကြက်၃သိန်း၄၅၀၀ မြေပဲနီလုံးစံတပိတ်တာကိုတော့ငွေကျပ်9900ကနေ11100ကျပ်မြေပဲစီတပိတ်တာကိုတော့ငွေကျပ်18500ပဲပဲတပိတ်တာကိုတော့ငွေကျပ်4900ကနေ4950အသီးသီးပေါက်စီရှိနေတယ်လို့သိရပါတယ်ဒီသတင်းကိုတော့မြတ်တူကပြပို့လာပါ